အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုလေးဟာကျွန်တော်တို့စက်တလပိုင်းမှာတွေ့ကြုံလာမဲ့တရင်းတွေသားသမီးတွေရဲ့ကန့်အစိုးကောင်းတွေကိုတုံးတက်ဟောကြားပေးသွားမဲ့ဗီဒီယိုလေးဖြစ်ပါတယ်မိတ်ဆွေဟာဘေးဒင်းကိုယုံကြည်မှုအတိုင်းအတာတစ်ခုရှိတယ်ဆိုရင်ဒီတလတာမှာကိုယ့်ရဲ့ကန့်အစိုးကောင်းလေးတွေကိုသိရှိဖို့အတွက်ဒီဗီဒီယိုလေးကိုဆုံးနဲ့တည်ကြည့်ကြည့်ပေးပါမိမိဟာတနင်္ဂနွေသားသမီးတယောက်ဖြစ်တယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကံအသက်ကြောင့်ဒီလိုသိရှိဖို့အတွက်ဒီဗီဒီယိုလေးကိုကြည့်ရှုခြင်းအပြည့် ကိုယ့်ရဲ့ဆောင်းရရှောင်းလေးတွေကိုတည်ရှိကိုရလာမှာဖြစ်ပါတယ်။ကျွန်တော်ကတော့အဘမင်းငါဒီပဲဆရာဇောင်းတော့ဖြစ်ပါတယ်။မိတ်ဆွေတွေကိုအမြဲတမ်းဗီဒီယိုရေဒီယိုနဲ့ပတ်သက်ပြီးတင်ဆက်ပေးနေတဲ့ဆရာတယောက်လည်းဖြစ်ပါတယ်။ကျွန်တော်ရဟောကြားမှုတွေကိုနှစ်သက်မှုရှိတယ်ဆိုရင်ကျွန်တော်အကောင့်ကို follow လုပ်ပေးတာချင်းအပြင်နေ့စဉ်နဲ့မျှကျွန်တော်ပြောပြပေးနေတဲ့ဗီဒီယိုနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုတည်ရှိကိုရမှာဖြစ်ပါတယ်။အဲ့တော့စတင်ပြီးတော့ကျွန်တော်တို့တနင်္ဂနွေသားသမီးတွေရဲ့ကံအဆိုးကောင်းကိုတုံးသက်ပြီးတော့ဟောကြားပေးအောင်။နံပါတ်1အနေနဲ့စီးပွားရေးကိုယ်ပိုင်လုပ်ငန်းကိစ္စရင်းနဲ့ပတ်သက်တဲ့ အပိုင်းကိုဟောကြားပေးသွားမှာဖြစ်ပါတယ်။ဒီကလာတွေမှာစီးပွားရေးကိစ္စအင်းနဲ့ပတ်သက်ပြီးရင်းနှီးမြှုပ်နှံမှုတွေများစွာကျွန်တော်တို့ပြုလုပ်နေရတတ်တယ်။အလောက်ကငွေဝင်တာမဟုတ်ပဲねငွေစိုက်ထောက်မှုတွေအမှန်တမ်းများနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒါကြောင့်မလို့အလန်းကျဲအလေလက်ဆိုတဲ့အတိုင်းမျိုးပေါ့နော်။ကိုယ်အနေနဲ့လုပ်ငန်းတွေမှာယင်းနှီးမြှုပ်နှံမှုတွေငွေကြေးစိုက်ထောက်မှုတွေအမှန်တမ်းများနေတဲ့ကာလဖြစ်တယ်။ဒါကြောင့်မလို့လုပ်ငန်းကိစ္စအင်းနဲ့ပတ်သက်ပြီးအကျွေးမီတင်တာတွေလည်း ရှိကောင်းရှိလာနိုင်တယ်။လုပ်ငန်းကနေငွေပြန်ရမှုအတွက်ခက်ခဲနေတဲ့ကာလအပိုင်းခြားတစ်ခုလုပ်ငန်းတွေကိုပဲကျွန်တော်တို့အစာခွင့်နေရတယ်ပေါ့ဗျာထည့်နေရတယ်လုပ်ငန်းကနေစငွေပြန်ရလာဖို့အတွက်ခက်ခဲတဲ့အချိန်တွေပိုင်းခြားတစ်ခုဖြစ်ပါတယ်။ဒီလိုကာလမျိုးမှာမိษွေအနေနဲ့အပေါင်းအသင်းမှာမိษွေအမှာစီးပွားရေးနဲ့ပတ်သက်ပြီးမိษွေအပေါင်းအသင်းလွှဲမမှုတွေကြောင့်ဆုံးရှုံးမှုဖြစ်ပေါ်လာနိုင်ပါတယ်။ဒါကြောင့်မလို့အတက်နိုင်ဆုံးကိုကြွချင်တဲ့အလုပ်တွေ ကိုတက်မြောက်ထားတဲ့အလုပ်တွေကိုပဲဦးစားပေးပြီးလှုပ်ဆောင်မယ်ဆိုရင်ကိုတို့ကပုံမှန်ပြီးတော့ခေါင်းမုံနေတဲ့အချိန်ကြီးပိုင်းခြားတစ်ခုဖြစ်ပါတယ်ဒီကလာမှာလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးထဲ့လီထဲ့လီငွေပို့ပို့ပြီးတော့နှစ်သွားတဲ့အတွက်ကြောင့်မလို့ကိုအနေနဲ့ဖြစ်နိုင်ခြင်းနဲ့ဖြစ်တန်ခြင်းကိုတုံးသက်ပြီးတော့ချင့်ချိန်ပြီးတော့ငွေကြေးကိုစိုက်ထုတ်ပြီးတော့ထဲ့ပါလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးအကျွေးမြည်တွေများနေတတ်ပါတယ်နောက်တစ်ချက်ကတော့တနင်္ဂနွေသားသမီးတွေရဲ့ဈာမကြီးကိစ္စတွေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ် ဒီကလာမှာကျွန်တော်ဘိုက်အောက်တာဘိုက်နာတာမျိုးဥကောင်းမူးမော်တာမျိုးတွေနဲ့ပတ်သက်ပြီးတော့မကြခဏဆိုလို့ဖြစ်ပေါ်တတ်ပါတယ်။ကျမ်းမာရေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့နေကောင်းလားဆိုတော့လဲထိုက်လျောက်တော့နေကောင်းတယ်။ဒါပေမဲ့ချမ်းမာလားဆိုတော့လဲမချမ်းမာဘူး။ဆိုလိုတာကဒီလိုပါ အာကျမကြီးကိစ္စအရင်နဲ့ပတ်သက်ပြီးတော့အနေငယ်ချူချာနေတဲ့ကာလအပိုင်းအခြားတစ်ခုဖြစ်ပါတယ်အနေငယ်ချူချာနေဆိုတာယောဂကြီးကြီးမားမားဖြစ်တာမျိုးမဟုတ်ပဲねဥမာနာစည်းတာမျိုးချောင်းဆိုးတာမျိုးခဏခဏဆိုလို့ဖြစ်ပေါ်နေတတ်တယ်စေးတောက်လိုက်ပျောက်သွားတယ်နောက်မကြမကြပြန်ဖြစ်တယ်ပေါ့ဗျာဒီလိုအပိုင်းအခြားမျိုးကိုပြောတာဟိုကုလို့မရတဲ့ယောဂမျိုးယောဂကြီးမားဖြစ်တာမျိုးဆိုလိုတာမျိုးမဟုတ်ဘူးဖြစ်နေတဲ့ယောဂကုသလိုက်ပျောက်တယ်ပြန်ပြီးနေလိုက်တယ်ပြီးရင်ပြန်ဖြစ်တယ်စသဖြင့်ပေါ့နော်နည်းနည်းလေးကျမကြီးချူချာတာမျိုးတွေဒီကာလတွေမှာတွေ့ကြုံလာတတ်တယ်ခရုစား နေထိုင်ဖို့တော့လိုအပ်ပါလိမ့်မယ်။နောက်ချက်ကတော့တရင်းငွေသားသမီးတွေရဲ့ငွေကြေးကိစ္စဖြစ်ဒီကလာတွေမှာငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးစောနာတော့ကလုပ်ငန်းကိစ္စတွေနဲ့ပတ်သက်ပြီးတော့ငွေကြေးကုန်ဆုံးမှုများတယ်လို့ကျွန်တော်ပြောထားတဲ့အတွက်ကြောင့်ဒီကလာမှာငွေကြေးဟာကိုယ်အနေနဲ့ဘလောက်ပဲရှာကြလောင်းကားမှုအမှန်အားနေပါတယ် လုပ်ငန်းကိစ္စတွေတခြားလူမှုရေးကိစ္စတွေငွေကုန်စရာတွေအရင်များနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်တယ်။တနည်းအားဖြင့်ပြောရင်တော့ငွေအထွက်များနေတဲ့ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်။ထို့တော့ကံကောင်းတာတစ်ခုကတော့ကိုယ့်ရဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးအခက်အခဲဖြစ်လာတဲ့တွေအဆင်မပြေဖြစ်လာတာရှိရဆိုလို့ရှိရင်ကုညီတဲ့လူ၊ချီးတဲ့လူဒါမှမဟုတ်ကိုယ့်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်ပြေဖို့အတွက်လမ်းကြောင်းပေးတဲ့လူ၊အကြံဉာဏ်ပေးတဲ့လူတွေနဲ့တွေ့ကြုံရတယ်။ဆိုတော့ငွေကြေးတော့မမြဲဘူး။ဒါပေမဲ့ငွေရှာတဲ့အခါမှာအထောက်ပံ့နေများစွာရရှိနေတဲ့ကာလအပိုင်းခြားတစ်ခုရလာတဲ့ငွေကတော့တခြား လုပ်ငန်းမှာယင်းနှိမ့်နှုတ်နိုင်တဲ့ပြည်တခြားကိစ္စမှာမျိုးကုံဆုံးသွားတာမျိုးတော့ဖြစ်နိုင်မယ်။ထို့တော့ငွေရှာဖို့အတွက်ကတော့အခွင့်အလမ်းကောင်းနေဒီလိုကာလမျိုးမှာရှိနေတယ်။မိစွေပေါင်းတင်ကောင်းနေရဲ့အကြံပေးမှုတွေတော့မဟုတ်ကိုယ်ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီး site တောက်တာမျိုးချီးတာမျိုးဆိုတဲ့လူတွေကတရှိနေတဲ့အတွက်ကြောင့်ငွေရှာဖို့တော့မခက်ခဲဘူး။ဒါပေမဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးမြဲမြံဖို့အတွက်တော့ခက်ခဲနေတယ်လို့သုံးသပ်ပြီးတော့ဟောကြားပေးချင်ပါတယ်။နောက်တစ်ချက်ကတော့ကျွန်တော်တွေ့ကြုံလာမဲ့တနင်္ဂနွေသားသမီးတွေရဲ့အခြေအကျိစ္စဖြစ်ပါတယ်။ တရင်းတွေသားသမီးတွေဒီကာလမှာအခြေအကိစ္စမှာအမတန်ကိုယ်အနေနဲ့စိတ်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီးအခြေအကိစ္စမှာစိတ်အနှောက်အယှက်တွေကြုံတွေ့နေရတတ်တယ်။နောက်တစ်ခါကျရင်ကျွန်တော်တို့အပူတော့ခတွေနဲ့ကျွန်တော်ကြုံတွေ့နေရတဲ့အချိန်ဒီပိုင်းခြားတစ်ခုဖြစ်တယ်။အခြေအကိစ္စမှာပျော်ရွှင်မှုနည်းပါးနေတဲ့ကာလအပိုင်းခြားတစ်ခုကိုဖော်ပြနေခြင်းဖြစ်တယ်။အသူ့ဘက်ကိုယ့်ဘက်နားလည်မှု၊ကွဲလွဲတာမျိုးတွေတဘောတာမတိုက်ဆိုင်မျိုးတာတဘောတာမတိုက်ဆိုင်တာတွေကြောင့်အခြေအကိစ္စတွေမှာနည်းနည်းလေးဒီကာလတွေမှာအဆင်မပြေဖြစ်မှုတွေနဲ့ ကျွန်တော်ကြုံတွေ့နေရတဲ့ကာလအပိုင်းခြားတစ်ခုလို့အနေနဲ့ကျွန်တော်အနေနဲ့တောင်းတပြီးဟောကြားပေးရှင်းတယ်နောက်တစ်ချက်ကတော့အခြေအကိစ္စမှာမလိုလားအပ်တဲ့မလိုလားအပ်တဲ့ပြင်ပကနေရှင်းအဲကျွန်တော်တို့တိုက်ခိုက်မှုတွေဒုမဟုတ်ပြင်ပကနေတွေးတောလှုပ်ဆော်မှုတွေအပြင်လူတွေတော့အပြင်လူတွေစကားကိုယုံပြီးတော့ဒါမှမဟုတ်လို့ရှင်းကိုယ့်ရဲ့မိတ်ဆွေအပေါင်းအသင်းစကားတွေကိုယုံပြီးတော့အခြေအကိစ္စတွေမှာနားယောင်တာမျိုးတွေ ဖြစ်ပေါ်တတ်ပါတယ်။ဥပမာဆိုကြပါဆိုပြဘယ်လိုပြောမလဲဆိုတော့ဥပမာကိုယ့်ရဲ့ချစ်သူကရက်တော့တော့မကြဘူး။ဒါပေမဲ့ကိုကကိုယ့်တငယ်ချင်းကိုချစ်လို့ပဲဖြစ်ကိုယ့်တငယ်ချင်းအစွဲကောင်းလို့ဖြစ်ရက်တော့တောက်တယ်။အဲ့ကကြာချစ်သူနဲ့အဆင်မပြေတော့မျိုးတွေဖြစ်တတ်တယ်ပေါ့နော်။ဆိုတော့အာဒီ relationship တစ်ခုမှာမလိုလားတဲ့ဘေးပတ်ဝန်းကျင်တွေကြောက်လဲအာအဆင်မပြေမှုတွေပေါ်ပေါ်လာတတ်ပါတယ်။ဒါလေးကိုတော့နည်းနည်းခရီးဆိုင်ဖို့အတွက်လိုအပ်ပါတယ်။နောက်တစ်ချက်ကတော့တွေ့ကြုံလာမယ်ကျွန်တော်တနေငွေသားသမီးတွေရဲ့အိမ်တော်ကြီးကိစ္စတွေနဲ့ပတ်သက်တဲ့ပိုင်းဖြစ်ပါတယ်။သားသမီးကြောင့် စိတ်ညစ်ရတာမျိုးတွေစိတ်ရှော့ရတာမျိုးတွေဒီကာလမှာပူပင်ရတာမျိုးတွေဆိုးရင်ရတာမျိုးတွေတွေ့ကြုံလာတတ်တယ်။တာသမီရှိနေတဲ့လူတွေဒီကာလမှာပူပင်တော့ကရောက်ရှိတတ်တယ်။တာသမီကြောင့်ပူပင်ရတာမျိုးတာသမီကြောင့်တော့ကရောက်ရတာမျိုးတွေဒီကာလမှာတွေ့ကြုံလာမယ့်အချိန်ဒီပိုင်းခြားတစ်ခုဖြစ်ပါတယ်။နေရထိုင်ခင်းပြောင်းလဲအိမ်အပြောင်းလဲအခက်အခဲတွေဖြစ်ပေါ်တတ်ပါတယ်။စိတ်တွေရှေ့ရောက်နေတဲ့ဖြစ်ပေါ်လာတာတွေကဖြစ်ဖြစ်ချင်းဖြစ်ပေါ်တယ်။ကိုဖြစ်ချင်တာတွေအများကြီးဖြစ်လာတာနည်းနည်းလေးဒါကြောင့်မလို့စိတ်အလိုမကျမှုတွေဖြစ်တဲ့အတွက်ကြောင့်မလို့ကိုယ့်ရဲ့အိမ်တော်ဘက်တွေကိုယ့်ရဲ့မိသားစုတွေနဲ့ပြောဆိုတဲ့အခါမှာ စိတ်အလိုမကျမှုတွေဒေါသထွက်မှုတွေကျွန်တော်တို့ဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာမယ့်အခြေအနေပိုင်းခြားတစ်ခုဖြစ်ပါတယ်လူကြီးသူမတွေနဲ့လူကြီးသူမဆိုတာကိုယ့်အဖေမိသူ့အဖေမိရောက်ခတိရောက်ခမစတာဖြစ်ပေါ့နော်ကိုယ့်ရဲ့ဆရာသမားတွေနဲ့စကားပြောတဲ့အခါမှာဆိုလို့ရှိရင်လည်းမထင်မှတ်ထားတဲ့အရာတွေကနေစင်သူတို့ကနေစင်ကိုယ့်ကိုအထင်လွဲတာအမြင်လွဲတာဒီလိုကာလမျိုးတွေမှာတွေ့ကြုံနိုင်ရနိုင်ပါတယ်ဒါတစ်ချက်ပေါ့နော်ပြီးတော့မဖြစ်နိုင်ဘူးတိတိရင်နဲ့ကိုစွတ်လုတဲ့ကိစ္စတွေပေါ့နော်အာဒီအိမ်တော်ကြီးကိစ္စမှာမဖြစ်နိုင်ဘန်တိရတဲ့အတိုင်းကိုကိုယ်တိုင်လည်းတိရတဲ့အတိုင်း ဟိုဘယ်လိုကောင်းလဲခေါင်းပါတာမျိုးပေါ့နော်အဲခေါင်းပါကိုကပဲဖြစ်ဖြစ်ကိုရဲ့အိမ်တော်ဘက်တွေပြမဖြစ်နိုင်တာတိတိနဲ့ခေါင်းပါပြီးတော့ဇွတ်တရုတ်လှုပ်ဆောင်တဲ့ကိစ္စတွေပါအိမ်တော်ရေးကိစ္စတွေမှာပြိပကဖြစ်တာမျိုးအဆင်မပြေဖြစ်တာမျိုးတွေတွေ့ကြုံလာတတ်တယ်ဒါလေးကိုတော့နည်းနည်းလေးခရီးဆိုင်ဖို့အတွက်လိုအပ်ပါလိမ့်မယ်နောက်ချက်ကတော့ကြုံတွေ့လာမယ်ကျွန်တော်တို့ဝန်ထမ်းနေနဲ့ပတ်သက်တဲ့အပိုင်းဖြစ်ပါတယ်ဝန်ထမ်းတွေဒီကာလမှာအလုပ်ပြောင်းဖို့ရွှေ့ဖို့အတွက်စိတ်ဖြစ်ပေါ်နေတတ်တယ် ်လက်ရှိရှိနေတဲ့အလုပ်ပိုင်းကိုကောင်းတဲ့အလုပ်ကိုပြောင်းချင်တာဖြစ်လက်ရှိရှိနေတဲ့နေရာနဲ့တခြားတဲ့နေရာကိုပြောင်းချင်တာပဲဖြစ်လက်ရှိရှိနေတဲ့နေရာမှာစိတ်ရှုပ်စရာတွေများပြီးတော့တခြားအလုပ်တစ်ခုကိုပြောင်းချင်ရွှေ့ချင်တဲ့စိတ်တွေပေါ်ပေါက်နေတယ်ဒါပေမဲ့ကိုယ်စိတ်ထဲမှာပြောင်းရင်ကောင်းမလားမပြောင်းရင်ကောင်းမလားဇဝေစွာဖြစ်နေတဲ့ကာလအပိုင်းခြားတစ်ခုလည်းဖြစ်တယ်ဆိုတော့ကောင်းသည့်ဖြစ်ပါစေဆိုးသည့်ဖြစ်ပါစေဝန်ထမ်းတွေဒီကာလမှာအခွင့်အရေးတွေနှစ်ကြိမ်ကြုံတွေ့လာရတယ်နော်ဆိုတော့ဟိုတခြားကောင်းနေတဲ့လုပ်တစ်ခုကလေကိုဟိုဘယ်လိုခေါ်မလဲဆက်တွေ့လာတာမျိုးခေါ်တာမျိုးကြီးလည်းဖြစ်တယ်ဒီလုပ်ကိုလက်မလွတ်နိုင် ဟိုဟိုလောက်ကိုလည်းသွားအောင်လို့ခေါမလဲဟိုလောက်ကိုလည်းမသွားရဲဒီလောက်ကိုလည်းလက်မလို့နဲ့စသဖြင့်စိတ်စဝေစဝါဇနိုးစနောက်လုပ်ငန်းကိစ္စအင်းနဲ့ပတ်သက်ပြီးတော့တွေ့ကြုံလာရမယ့်ကာလအပိုင်းခြားတစ်ခုဖြစ်ပါတယ်အဲ့တော့အလုံးလုံးတဲ့ခါမှာလည်းကိုယ်အနေနဲ့ပြီးပြတ်မှုအားနေတယ်ဆိုတော့စိတ်ထဲမှာအလုံးမနှစ်နိုင်တဲ့အတွက်ကြောင့်မို့တချို့တော့မလိုလားတဲ့အမှားယွင်းမှုမျိုးတွေလုပ်ငန်းခွင်ပေါ်မှာဖြစ်ပေါ်လာတဲ့အတွက်ကြောင့်မလို့ပေါ်ကင်ဘက်တီအထက်လူကြီးတွေနဲ့ကျွန်တော်တို့အဆင်မပြေဖြစ်တာတွေဒီလိုကာလမျိုးတွေမှာတွေ့ကြုံလာတတ်ပါတယ်အထူးတစ်ပြက်ကတော့ကိုယ့်ရဲ့စိတ်ရကိုယ့်ရဲ့အလုံးမှာ အာ PPCC တည်တည်ချာချာမလုံနိုင်တဲ့ကာလပိုင်းကြာဖြစ်တဲ့အတွက်ကြောင့်လုပ်ငန်းကိစ္စတွေမှာအမှားယွင်းများစွာကြုံတွေ့လာရနိုင်တယ်။ဒါကြောင့်လို့နည်းနည်းလေးခရီးဆိုင်ဖို့အတွက်လိုအပ်ပါတယ်။အဲ့တော့တလတာမှာကျွန်တော်တို့ဒနေငွေတွေသားသမီးတွေကံကောင်းနေတဲ့အရာအဝါရောင်အညိုရောင်အစိမ်းရောင်အားကောင်းနေတယ်။တလတာမှာကျွန်တော်တို့ဒနေငွေတွေသားသမီးတွေကံကောင်းနေတဲ့ခဏနံပါတ်6ခဏအားကောင်းနေနံပါတ်7ခဏအားကောင်းနေနံပါတ်5ခဏအားကောင်းပါတယ်။အဲ့တော့ဒီတလတာမှာဒနေငွေတွေသားသမီးတွေအစမပြေမှုတစ်ခုခုဖြစ်တဲ့ဆိုရင်ရေရရချေချင်တဲ့ဆိုရင် ကိုယ့်ရဲ့နေအိမ်ဖះမှာကိုယ့်ရဲ့နေအိမ်ဖះចောင်းဆောင်မှာရှိနေတယ်ဖះကိုပဲအုံနှုတ်ခေါက်ဆွဲလှူဒန်းပေးပါကိုယ့်ရဲ့ငွေနေဖြစ်တဲ့တနင်္ဂနွေနေ့မှာပဲအုံနှုတ်ခေါက်ဆွဲမျက်စောဖះကိုလှူဒန်းပေးခြင်းအဖြစ်ကိုယ့်ရဲ့တနေ့တာကံအခိုင်ညံ့နေပြပြောက်စေပါတယ်တကယ်လို့တနင်္ဂနွေသားသမီးတွေဒီကာလမှာကိုယ့်အနေနဲ့ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အဆင်မပြေကြတာတခုရှိရဲ့ ငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးခက်ခဲတာတခုရှိတယ်ဆိုရင်ဖျားရှိကိုဗီတိုင်းဖျားရှိကိုဗီတိုင်းကိုယ့်ရဲ့ကိုယ်ဆောင်နှက်ကိုမြစ်တာပို့ပါကိုယ့်ရဲ့အိမ်ဆောင်နှက်ကိုကြာကြာနာနာမြစ်တာပို့ပါငွေကြေးကိစ္စတွေနဲ့ပတ်သက်ပြီးတော့အခွင့်အလမ်းကောင်းတွေရရှိလာပါလိမ့်မယ်အားလုံးတော့ကျွန်တော်ရဲ့တနင်္ဂနွေသားသမီးတွေကိုကြီးချမ်းသာခြင်းစိတ်ချမ်းသာခြင်းတွေနဲ့ပြည့်စုံပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲကျွန်တော်ရဲ့ဒီဗီဒီယိုကိုဒီမှာပဲညနာခွင့်ပြုပါခင်ဗျာ